အမနားမလဲဟာလာဟိုခုနဆိုရင်တော့တော်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 အဆုံမာတဲ့ဥစဉ်ကိုဟိုပြောတာဒီမှာဆိုရင်ဘယ်လိုပြောလဲဆိုရင်ဒီမှာသူတို့တော်တော်ထားပါတော့ဟိုတပင့်ဟာတွေပေါ့နော်ကျဉ်းတန်းတန်းနဲ့ပြောထားတဲ့စကလုံးတွေများရှိတယ်နော်စာတက်စာမတက်ပေးမတက်လူလိန်အာရမကုနာဦးနှိုးဟိုပါလဲ ဟိုပါရာစီကကြပြီးသားဒီလိုမျိုးတွေပေါ့နော်အမျိုးအမျိုးမျိုးလောက်ထားတာကြမ်းတမ်းသောအမူအရာစကလုံးနှုံနှုံဖြစ်စောရနာတာရိုးရိုးစောရနာမဟုတ်ဘူးဒါကတော်တော်လူပုဂ္ဂိုလ်တွေတောင်မှပဲဒီလိုမျိုးမလောက်ပါဘူးเนาะဒါစောရကပုဂ္ဂိုလ်တွေဆိုတာသာသနာကိုစောက်ရှောက်နေတဲ့ပုဂ္ဂိုလ်တွေလို့လဲဥစဉ်မြင်မှာသာသနာကိုတကယ်စောက်ရှောက်တယ်ဆိုရင်အတန်ငါတပါးကိုဒီလိုမျိုးเนาะဟိုဘယ်လိုပြောပြရမလဲဟိုမယုံမသိအရင်ဆုံးမလောက်အောင်အဲသာသနာကိုစောက်ရှောက်ပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကဟိုကရုံးမော်ထိတ်ကွက်ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ရိတ်တာတွေအားလုံးသာသနာတကယ်ပြုခုနမှန်တာလည်းရှိတယ်မှားတာလည်းရှိတယ်နော်အဖုံးကြီးလူတက်ပဲငါတို့ကစာတက်တာပဲငါတို့ကဟိုဂရုံးမော်ထိတ်ကွက်နေတဲ့ဒီလိုမျိုးပုံငန်ပုံငန်တွေပေါ့နော်ဒါဖုံးကြီးတွေပဲပြန်ပြီးတော့ဒီဖုံးကြီးတွေရှိရင်တော့ထမင်းဝိုးတဲလို့ရပြီဖုံးကြီးတွေကနေပြန်ပြီးတော့ဂရုံးမော်ထုတ်ကွက်တဲ့အကွက်တွေပွဲသားလုပ်ပြီးတော့သာသနာပြုနေတာဒါသာသနာပြုတာမဟုတ်ဘူးအခုလည်းမကောင်းဘူးအခုလည်းဒီပြဿနာအမှန်တရားအကုန်လုံးဖော်ထုတ်မှာနောက်လည်းတန်ရာမှလည်းမကောင်းဘူးတန်ရာသွားမဲ့နောက်ရေးရလဲနော် တေးလို့ရှိရင်တေးတိချားမရလားရကတိလည်းမကောင်းဘူးအခုလုံနေတဲ့ဟာတွေအလုံးကဒါဦးစင်းတော့ကမပြောတတ်လို့မဟုတ်ဘူးနားမလဲလို့ပြောတာလည်းနားမလဲလို့မဟုတ်ဘူးဟောသူတို့တွေလုတ်ပါစေအချိန်တိုင်းအမှန်တရားအပေါ်မှာပဲဆိုရောကဘာကြီးကမာနာ48ပါးရဲ့ဒါဝင်းကြီးတို့တွေရဲ့ဆုံးဖြတ်ချက်ကတနေ့အချိန်တိုင်းအမှန်တရားပေါ်လာမှာပဲဆိုပြီးတော့ဒီလိုမျှော်လင့်မိတယ်ပေါ့နော်အယုံကြည်မိတယ်ပေါ့ကိုးကွယ်မိတယ်ပေါ့အခုကျတော့အဲ့ဒီလိုမျိုးတွေမဟုတ်ဘဲနဲ့ဒီမဟုတ်မှန်မှန်သာကြီးကိုလုံးဆက်ခင်းပြီးတော့ ဒီမမမကန်တက်တည်တွေနဲ့ဒေါ်စရနာပုံကိုယ်တွေရဲ့ဒီလိုရိုင်းဆိုင်စွာပေါ့ကြမ်းတမ်းစွာเนาะအပြုတ်မှုပြီးတော့เนาะဒီစိုက်ဝါးတွေနဲ့အကုန်လုံးကိုပုံဖြတ်ပြစ်တာเนาะပထမဘယ်လောက်ဒီပုံဖြတ် တော့နှစ်ချက်မှာဆိုရင်တော့ဘယ်လိုမျိုးလုပ်လဲဆိုရင်မမမကန်တက်တည်နဲ့လည်းတင်းတယ်သုရိကပုံကိုယ်တွေကပိတ်သက်အလဲမှာဒါဒီမှာသုရိကပုံကိုယ်တွေတော့အရမစောရကစောရနာပုံကိုယ်တွေကတော့လုတ်ရလုတ်ရကပါလဲဆိုရင်เนาะပိတ်သက်အလဲရောက်နေစင်မှာသူကဒီလိုမျိုးတွေသူကလူသိရှင်ကြပေါ့အဆက်ကွဲအောင်ရင်လုတ်တာ အဆက်ကွဲအောင်လုပ်ပြီးတော့လူတစ်ဖက်သားကိုထိုးနှက်တာအဲ့ဒါကြတော့သောရဏပုဂ္ဂိုလ်မဟုတ်ဘူးဒါတကယ်သောရကပုဂ္ဂိုလ်ရဲ့ကျင့်ဝတ်မဟုတ်ဘူးเนาะအဲ့ဒါမှသောရဏဒီပုဂ္ဂိုလ်ရဲ့သောရကပုဂ္ဂိုလ်ရဲ့ကျင့်ဝတ်တွေဖြစ်သွားပြီအဲ့တော့ကျန်းန်းစွာအမူအရာစကလုံးသုံးလုံးဖြစ်သောရဏခြင်းနဲ့လေးတဲ့သုတိကများအားတဲ့အကျိုးမဲ့ဟိုကနော်အကျိုးမဲ့တက်တက်ဖြစ်စီမိတဲ့အကြောင်းအရာဖြစ်သောရဏခြင်းနဲ့သူကကိုယ့်အတွက်လည်းအကျိုးမရှိဘူးကိုယ်လည်းဟိုသူများကိုကဲတင်တယ်လို့ပြောတဲ့လူတွေအားလုံးကအပေလွတ်ပြီလားလို့မေးခြင်းတယ် ဲဆောရကပုဂ္ဂိုလ်6ဦးမြေးချင်တာကိုကိုတိုင်ရောအပယ်လွတ်ပြီလွတ်ပြီလားကိုကိုတိုင်ကျင့်ပြီးပြီလားကိုကိုတိုင်တော်မှမကျင့်ဘဲနဲ့เนาะအဲ့တော့ကိုကိုတိုင်တော်မှမကျင့်ဘူးပဲနဲ့ကိုကိုတိုင်လည်းမလွတ်မြောက်ဘဲနဲ့ဒီစာပေတက်ယုံများနဲ့ဆိုရင်တော့ဘာလို့တော့မှာလို့ခုခေတ်စာပေမှာဆော်ကားတာမဟုတ်ဘူးဦးတို့ဒီ application တွေเนาะဖုန်းထဲမှာကြိုက်တဲ့ပရိကတ်သုံးပုံလှန်ကြည့်လို့ရတယ်အတိကျရင်ပရိကတ်မြန်မာပြန်တယ်အကုန်လုံးပရိကတ်သုံးပုံအကုန်ပြန်ပြီးတော့ဦးတို့ဖတ်လို့ရတယ်အဲ့လောက်ကအဲ့တော့ဦးနာပြောချင်တာက ကိုကိုတိုင်းလည်းကျင်လည်းမကျင်ဘူးပဲနဲ့ကိုကိုတိုင်းလည်းအပေမှမလို့မြောက်ပဲနဲ့နော်ဒီအပေသောနန်နေတဲ့ပုံကူတွေကဘာဖြစ်လို့တကယ်ကျင့်ကြံအထုတ်နေတဲ့ပုံကူတွေမှာရွေးပြီးတော့စော်ကားရတာလေအဲ့တော့အကုန်လုံးပြောတာမဟုတ်ဘူးနော်အဲ့တော့ကိုမှန်တာတွေလက်ရှိရင်လည်းရှိခဲ့ဘူးမယ်နော်အဲ့တော့ရှေ့ရောကလှုပ်ထားတဲ့ဟာတွေလည်းဥစ္စာမြင်ပါတယ်နော်ဟိုနာမည်မတတ်တော့ဘူးမှန်တာတွေလည်းရှိတယ်မှားတာရှိတယ်အခုဟာကနော်ဒါဟိုနားလဲအောင်ပြောရင်ဒီဗုဒ္ဓဂုံနဲ့ပေါင်းပြီးတော့မှဗုဒ္ဓဂုံရဲ့အလိုကြသာသနာကိုကာကွယ်နေတာမဟုတ်ဘူးဥတော့ ဥအကတ္တမဘုဒ္ဓဂုံယဥကအကတ္တမရဲ့ပူပေါင်းပြီးတော့ဝိနုကိုဒီလိုမျိုးအောင်စရုံးနဲ့ပူပေါင်းပြီးတော့လုပ်တဲ့လုပ်ရက်တွေရှိတယ်နော်ဒါကိုကိုကိုသိတယ်နော်အကုန်လုံးဒီမှာအထောက်ထားတွေရှိတယ်နော်အကုန်လုံးနောက်တောင်တကြိုင်ဖြည်းချင်းတင်ပြမှာအဲ့တော့ငါသုရိကလေးကသုရိကများအကျိုးမဲ့တက်အကျိုးမဲ့တက်တက်ဖြစ်စီသည့်အကြောင်းအရာများဖြစ်ဆောရဏခြင်းနဲ့ငါမေတ္တာစိတ်ကင်းမဲ့သည့်နော်မေတ္တာစိတ်နဲ့ကင်းမဲ့သည့်ဖြစ်၍ဒေါသရဒေါသစိတ်ဖြစ်ဆောရဏခြင်းနဲ့နော်အဲ့ဒါတခုချင်းပြောပြပါမယ် เนาะธรรมสรณาลักษณะเนี่ยอารมสรณาธรรมสรณาရဲ့ลักษณะကိုပြန်ဖတ်ပြခုနอารมสรณาရဲ့ลักษณะပေါ့เนาะธรรมสรกะရဲ့ลักษณะမှာเนี่ยသိလျော်ပေါ့เนาะသိလျော်လျောက်ပတ်သောအခါ၌สรณาခြင်းเนี่ยသိလျော်လျောက်ပတ်ဆိုတာလူသိရှင်ညာတွားပြီးတော့ချက်ခွဲလို့မျိုးဒီဟာတွေကဓမ္မလားအာရမဆိုတာကဥမာန48ပါးကိုတိယုံညဒါတွေကိုစစ်ဆေးပေးပါဆိုရင်ရပြီရှက်ခွဲကျိုးနေဖြစ်အောင်လုပ်ပြီးတော့မှသောရဏလောက်တာကြတော့ဒါကြတော့ဟိုဘယ်လိုပြောပြမလဲဒီဘက်ကတစ်ဖက်လူရဲ့ ရှိတယ်သူတို့လုတ်နေတာကြာပြီ9နှစ်ကျော်ပြီဒီလိုမျိုးတွေလုတ်တာ9နှစ်ကျော်ရှိပြီအဲ့တော့အကောင့်လူတွေနဲ့တိုက်နေတာနော်ခုနကသူတော်ဝီတို့ဇယားရွှေမျိုးတို့အဲ့ဒါတွေကိုတိုက်တဲ့ပုံမှာဒီပြတော်တို့ကချစ်ချင်းလည်းမရှိဘူးမုံညင်းလည်းမရှိဘူးသူတို့မသိလို့ပြောနေတာပဲဆိုပြီးတော့ဒီပြတော်တို့ကဒီလိုပဲနေခဲ့တာပေါ့ဥကြတော့အဲ့လားမဟုတ်ပဲနဲ့အဲ့ဒီဟာတွေပေါ်မှာတန်းရှင်းယူပြီးတော့တကဘာလုံးကိုတပိတော့ကိုအဆက်ကွဲအကျိုးနဲ့ဖြစ်အောင်တိတ်ခါကြအောင်เนาะဘွားပြက်အောင်เนาะအာရမဝါရအာရမဝါရီ အာရမဝိထုဆိုပြီးတော့ ဒီလိုမျိုးတွေအကုန်လုံးတော့မဟုတ်မမှန်ဆွတ်ဆွဲတဲ့ဟာကြတော့တပည့်တော်တို့ဘက်ကလည်းရှင်မြတ်တို့ငဲ့ကွက်ပြီးတော့เนาะဒါတွေကဟိုရှင်မြတ်တို့ပြန်ပြီးတော့စစ်စစ်ပြီးတော့မူပါတပည့်တော်လက်မှတ်ထပ်မထိုးရတဲ့ရည်ရွယ်ချက်ကဒါပါပဲเนาะအဲ့တော့လက်မှတ်ဘာကြောင့်မထိုးရလဲတပည့်တော်မဟုတ်မမှန်เนาะဒီလိုမျိုးဆွတ်ဆွဲခံရနေရပါတယ်အဲ့ဒါကြောင့်မူသဒ္ဒနာကြီးဝင်ကြီးနဲ့အထက်ကเนาะဦးတို့အကြီးကဲသဒ္ဒနာပိုင်ပေါ့เนาะအာနာပိုင်နဲ့သဒ္ဒနာပိုင်အကြီးကဲတွေရတယ်ဒီဦးတပည့်တော်ကပြောနေတဲ့ ဒီလိုမျိုးကိုလိုက်လွှင့်ပြီးတော့ပြောနေတဲ့ဟာတွေအားလုံးကိုလည်းမျက်ကွယ်မပြုဘဲနဲ့တော့မေတ္တာရှိထားပြီးတော့ဒါတွေအားလုံးကိုဒီသာသနာကိုငဲကွယ်တော်အဖြစ်ဘာသာကိုငဲကွယ်တော်အဖြစ်လူမျိုးကိုငဲကွယ်တဲ့အားတော်ဖြစ်ပေါ့နော်အားလုံးတပည့်တို့ကိုပြန်ပြီးတော့เนาะဥစဉ်တို့ကိုပြန်လဲပြီးတော့တပည့်တို့ကိုငဲကွယ်တော်အဖြစ်ပြန်လဲပြီးတော့စီစစ်ပြီးပါဒါတွေကလွဲမားနေတာเนาะဒါလေးတွေကိုပြန်တက်ပြီးမယ်ဆိုရင်တပည့်တို့ကအမှန်တမ်းပြန်ပြောပြမယ်เนาะအဲတခါတည်းပြောလိုက်မယ် ဒါတွေကိုမှန်မှန်ကန်ကန်စီစစ်ပေးမယ်ဆိုရင်စောရကပုံကို6ဦးပေါ်မှာတပြိတော့ဘာအပြစ်မှမယူပဲနဲ့နောက်အခုသူတို့မှဖြစ်နေတဲ့အပြစ်တွေအားလုံးကိုလည်းအခုတပြိတော့ရက်ဖက်ဥပဒေနဲ့လည်းသူတို့တွေဒီလိုမဟုတ်မှန်မှန်လောက်ထားတာဖြစ်လို့ဒါသူတို့ကလောက်ထားတာဒါတွေကိုဒါပြန်လဲစီစစ်ပေးမယ်ဆိုရင်ရက်ဖက်နော်သူဥပဒေနဲ့သူတို့ကိုတပြိတော့ကဒီဘက်ကဟိုဟိုဟိုနော်ဒါတရားဒီတို့တော့အကျိုးတော်ဆောင်အဖွဲ့ကတရားဆွဲတဲ့ဟာတွေကိုလည်းတပြိတော့ကတတ်ညာတော့အားဖြစ်ပေါ့သူတို့ဒါဒါတွေကိုဒါပြန်ရှင်များတို့ကပြန်လဲစီစစ်ပေးမယ်ဒါတွေကိုပြန်ပြီးတော့ အမှန်တိုင်းဆောင်ရွက်ပေးမယ်ဆိုရင်စောရက6ဦးကိုလည်းဒီဘက်တို့ကလည်းဒီဘက်ကဖြေလျှော့ပေးတဲ့အနေနဲ့ဒီဘက်တို့ကနှိမ့်နှိုင်းပေးပြီးတော့ရှင်မျိုးတို့ကိုအဲတန်တဲ့စောရက6ဦးကိုလည်းဒီဘက်တို့ကလုံးဝအပြစ်မမြင်ဘူးအမုန်းလည်းမမုန်းဘူးဒါကလူဆိုတာဘယ်တော့မှမမှန်ဘူးပေါ့နော်အားလုံးမှားတတ်ပါတယ်တစ်ချိန်တစ်ခါမှားတတ်တယ်အဲ့အတွက်လည်းဒီဘက်တို့ကခွင့်လွှတ်ဖို့အတွက်ကအစဉ်သက်ပဲဘာမှချက်ချင်းမုန်းခြင်းမရှိဘူးအခုပြောနေတဲ့ဟာကလည်းဒီဥပဒေရဲ့ ထွက်ချက်တွေတိုင်းတပည့်တော်နော်တပည့်တော်ကရှင်းပြနေခြင်းသာဖြစ်တယ်အဲ့တော့ဒီလိုဒါမှန်မှန်ကန်ကန်ပြန်စစ်ပေးမယ်ဆိုရင်စောရက6ခု6ဦးကိုလည်းတပည့်တော်ဘက်ကနော်ဒီဘက်ကအကျိုးတော်တောင်ဖွဲ့ကလည်းအခုသူတို့ဘက်မှာရက်ဖက်ဥပဒေနဲ့ရင်ဆိုင်နေရတဲ့အမှုတွေကိုလည်းတပည့်တော်ကပြန်ပြီးတော့ကြည့်ပြီးတော့ဆောက်ရှောက်ပေးမယ်ပြန်ပြီးတော့လိုအပ်ရင်ပါလက်ပေးမယ်ဆိုတဲ့ဟာကိုလည်းတပည့်တော်ကဟိုအားလုံးပေါ့ဒီချိန်မှာအစင်အားလုံးဆင်ပြေမဲ့ဟာကိုတပည့်တော်ကထွက်ပေါက်နေတယ်တပည့်တော်ကပေးမယ်တကယ်တမ်းကျတော့တပည့်တော်ကနာမည်လည်းပြတ်ပြီးနော်ဒါတကယ်တိတ်ခါလည်းကြားတယ် အဲ့တော့တို့လှုပ်ထားတဲ့ဟာတွေအားလုံးကတို့ပညာတော့လေတပည့်တော်တို့ကိုဒီနေ့ချိန်ထိနော်ဘယ်လိုမျိုးထွက်ပေါက်ပေးရမလဲဘယ်လိုမျိုးခွင့်လွှတ်ပေးရမလဲဆိုတာရှိပါတယ်အဲ့တော့တပည့်တော်ကဒါတွေကိုပြန်လဲစစ်စစ်ပေးမယ်ဆိုရင်တို့ကိုဟာအရက်ဖက်ဥပဒေနဲ့တို့ရင်းဆိုင်နေတဲ့အရာတွေအားလုံးကလည်းပြန်လဲပြီးတော့ဦးတို့စစ်စစ်ပြီးတော့ပြန်လဲပြီးတော့ဦးတို့ပါလက်ပေးဖို့အစီအစဉ်ရှိတယ်အဲ့ဒါကလည်းဒါသာသနာအခု